ဲ MAE e-wallet ဖွင့်နေတောင်းဆိုနေကြလို့เนาะဒီ app ကိုတောင်းပြီးရင် MAE e-wallet ကိုနှိပ်ပြီးရင် true okay re next အကောင့်နှိပ်ပြီးတော့ဒီမှာကြတော့ကိုယ့်ရဲ့ခိုင်ဆောင်ထားတဲ့ password ရဲ့ passport ဟောပါเนาะ passport နာမည်အတိအကျပြီးရင် phone number ပြီးတော့ဒီနေရာမှာ passport ယူရမယ်ပြီးရင်ကိုယ့်ရဲ့ passport ID ကိုထည့်ရမှာပါပြီးရင်တော့ကိုယ့်ရဲ့မွေးတက်ကရက်ကိုအမှန်တည့်မယ်ပြီးရင်လူပြုံး နိုင်ငံရွေးမယ်မြန်မာဆိုပြီးရွေးထားတယ်ပြီးတော့ဒီမှာကျတော့ address ပေါ့နော် address ကိုမထည့်တဲ့အောင်တော့ဒီနိုင်ငံသားတွေပြပြကျွမ်းကျင်တဲ့တငင်ချင်းတွေကိုထည့်ထည့်ခိုင်းပါဘောနော် address ကျတော့ဒါမှမဟုတ်ရင်ကိုယ်ဆိုင်ရဲ့လိပ်စာကိုကြည့်ပြီးမှထည့်လို့ရတယ်မျိုးနဲ့ထည့်ရတယ်ပြည်နဲ့ထည့်ရတယ်ပြီးရင် postcode ပေါ့နော်ထည့်ရတယ်အဲ့ဒါတွေထည့်ပြီးမှအာဒီမှာတရားကြတော့ပါတော့တောင်းချင်တာလေတဲ့ ကျွန်တော်ကတော့ဒီမှာ account ဆိုပြီးတော့လုပ်လိုက်တာပေါ့နော်ရိုးရိုး account အဲအဲ့လိုမျိုးဒီမှာကျတော့ employer name နဲ့အာတထင်းနာမည်ပေါ့ကျွန်တော်ကတော့ဖြစ်တယ်လို့ထည့်လိုက်ရတာကတော့ပြန်ကျန်တဲ့အောက်မှာကျတော့ကျွန်တော်လုပ်တဲ့အတိုင်းတော့ကျန်ကြတော့လည်း no ပါပဲပြီးရင်ဒီနေရာမှာ email email မတည်ရင်တော့ကိုယ့်ရဲ့ email ထဲကိုဝင်ပါမလို့ email ထဲမှာဝင်ပြီးမှအဲ့မှာကိုယ့် email ကိုတော့ကြည့်လို့ရပါတယ်ဒါ email ကိုကြည့်ပြီးမှ ဟော MAE မေဘန်ဒူယိုတဲ့ကိုပြန်ဝန်ပြီးမှရေးအဲ့လိုအောက်ကကုန်နံပါတော့ထည့်စရာမလိုပါဘူးကျွန်တော်ကြော်လိုက်ပါတယ်ပြီးတော့ဒီနေရာမှာ password ကိုစကန်ဖတ်ရပါမယ်အဲ့ဒါကျွန်တော် password စကန်ဖတ်တာပါ password ဖတ်တယ်ပြီးရင်ကိုယ့်ရဲ့မျက်နှာကိုလည်းစကန်ဖတ်ရပါတယ်ဒီမှာမျက်နှာစကန်ပတ်ဖတ်လိုက်ပါရဲ့ ပြန်တော့ကောင်း password တေချာစလုံးတွေပေါ်ပေါ်လာမပေါ်လာတေချာကြည့်ပြီးမှပြန်ရိုက်တဲ့ပြန်ရိုက်ပါပြီးရင် yes continue နဲ့ပြီးရင်ဖုန်းနံပါတ်ကုတ်တောင်းပါတော့ကုတ်ထည့်ပြီးရင်အဲ့လိုပေါ်လာလိမ့်မယ်ဒီမှာကျတော့ကြံခဲ့တာပေါ့နော်အနောက်မှာ user name ကိုတေချာနဲ့ပြီးရင် password တွေတေချာထည့်အာ pass အနည်းဆုံးရှစ်လုံးပေါ့နော်ရှစ်လုံးပေါ်မှာပထမစလုံးအကြီးကြားမှာကဏ္ဍတွေပြီးရင် at my has a name ပြန်တို့ next second အာအဲ့ဒါတွေပြန်ကိုရပြန်ပြန်နံပါတ်ဒါရယ်ကောင်ထဲပါပြီးတော့လက်ပွဲတော့တခါတည်းထည့်တာကောင်းပါတယ်ဒါတော့ကိုယ့်ရဲ့အကောက်ပေါ်လာပြီဗျာနော်ဒါတော့အကောက်နှိပ်ပြန် next တော့ပြီးရင်တခါတည်းအကုန်လုံး update တော့အကုန်နှိပ်ထားလိုက်အာ update တော့ထပ်နှိပ်မယ်ပြီးတော့ကိုယ့်ရဲ့ဖုန်းတော့ ဖုံးမောက်တယ်ကတော့သူ့အတူရှားလိမ့်မယ်ဘောတော့ coin exam လောက်ပြီးရင် next ပြန်တော့ done အချိန်၁၂နာရီပြည့်တော့တုံးလို့ရပါမယ်အဲ့တော့သူပြောတာဒီမှာအကောင့်ပွင့်လာပါပြီကိုယ့်ရဲ့အကောင့်တွေကြည့်မယ်ဆိုတော့ဟိုမှာ view account ဆိုတာကိုနှိပ်ရမှာအဲ့မှာပဲကတ်မှားလို့ရတယ်နော်အဲ့ပြီးရင်ကတ်ဆိုတဲ့နေရာကိုနှိပ်ပါပြီးရင်ကိုယ့်ရဲ့ကတ်ပေါ်လာပြီပြီးရင်အောက်မှာတော့အဲဟုတ်တယ်အဲ့ဒါ apply အဲ့ပြီးရင် top up ကတော့နောက်မှာ exit ကွာကိုလောက်ပေါ့နော်